တမျောက်ထားတဲ့ပညာကိုအလက်ကားမဖြစ်တော့အောင်ငလင်ဘေးသင့်ပြည်သူတွေကိုကုသပေးနေတဲ့စိုင်းစီတုံခမ်းအလုံးမဲမင်္ဂလာပေါင်းဗမစ်နောင်ကနေကြွဆိုလိုက်ပါတယ်စိုင်းစီတုံခမ်းကမြန်မာနိုင်ငံကမင်းသားတွေထဲမှာဂျန်နမန်ပုံစံအပြည့်အဝရှိသူဖြစ်ပြီးအနေထိုင်အစ်စ်သူတယောက်ပေါင်းဒုတိယသမ္မတဟောင်းရဲ့တားဆိုတဲ့အချိန်ဝါနဲ့မောက်မှာထောင်လာတာမျိုးမရှိဘဲအနုပညာလောကကိုကိုပိုင်ရည်ချင်းနဲ့ပဲစ조사ခဲ့တာကြောင့်ပရိသတ်တွေရဲ့အစ်စ်မန်အားပေးမှုတွေကိုရရှိခဲ့ပါတယ်အပြောဆိုအမှုရရုပ်ရည်တွေလည်းပြည့်စုံတဲ့အပြင်သူကိုယ်တိုင်ကလည်းဆောင်ရွက်တယောက်ဖြစ်နေကောင်းမမနာလည်းမရှိတာ ြောင့်သူ့ကိုလိုချင်သူတွေကအများကြီးရှိပါတယ်။အရာရာပြည့်စုံနေတဲ့စိုင်းစီတုံခန်းကငလျင်ဘေးမှာတော့သူ့တက်မြောက်ထားတဲ့ပညာနဲ့လူအများကိုစိတ်ကူးသတ်မှုတွေပေးနေတာပါ။စိုင်းစီတုံခန်းကဆောင်းဝင်းတယောက်ဖြစ်ပေမဲ့လည်းဆောင်းဝင်းအလုံးနဲ့အသက်မိုးဝမ်းကြောင်းမပြုတ်ပဲတရုတ်ဆောင်အလုပ်ဖြစ်နေပဲရည်တည်ခဲ့ရပါ။ သူကိုဆောင်ဝင်တယောက်ဖြစ်တဲ့ကြောင့်တိရတဲ့သူတွေရှိပြီးတချို့ကတော့တာမန်လူတယောက်လို့သာထင်ကြပါတယ်။ဇာကားတွေထဲမှာဆောင်ဝင်ဖြစ်တယောက်ဆောင်ပေမဲ့လည်းဆောင်ဝင်ဘွဲကိုရရှိထားတယ်ဆိုတာလူသိနေကြပါတယ်။ဆိုင်းစီတွမ်ခန်းကမန္တလေးမှာစေချောင်းတက်ခဲ့ပြီးစေချောင်းမှာလည်းခင်းဖြစ်ခဲ့တဲ့သူပေါင်းအနုပညာလောက်ကိုဝါသနာပါတာကြောင့်ဆောင်ဝင်ဘွဲကိုရရှိထားပေမဲ့လည်းအနုပညာဘက်မှာပိုအောင်မြင်သွားခဲ့တာပေါင်းဒါပေမဲ့ဆိုင်းစီတွမ်ခန်းကဇကိုင်းကငလျင်ဘေးတင်ပြည်သူတွေကိုတိုးတက်မြောက်ထားတဲ့ပညာနဲ့စေဝါတွေကိုကုသပေးပြီးကုသိုလ်ယူနေပါတယ်။ ငလျင်ဘေးသင်းတဲ့ဇကိုင်းမှာဆိုင်းစီတွမ်ခန့်ကကိုရိုင်းစေကုသဘင်းနေကသူ့တက်မြောက်ထားတဲ့ပညာကိုအပြည့်ဝအသုံးချနေတာပါ ဆိုင်စီတုံခန်းကဇာကားရဲမာတင်ဂျင်နာတတ်တာမဟုတ်ဖဲစိတ်ကူးထားတဲ့အချိန်မှလဲသဘောကောက်နေသူပေါင်းပြင်းထန်တဲ့ငလျင်ကြောင့်ထိခိုက်ဒဏ်ရာရသူတွေလည်းအများကြီးရှိနေကာကုသပေးမဲ့ဆံဝင်တွေလိုအပ်နေတဲ့အချိန်မှဆိုင်စီတုံခန်းကရတဲ့အချိန်ကိုအဖြစ်ပေးနေတာဖြစ်ပါတယ်ငလျင်ဘေးမှာကိုရိုင်းစိတ်ကူးထားပေးုံသားမကပြည်သက်တွေအားရှိအောင်ကိုဗစ်ကာလမှာတိစောထားတဲ့တခြင်းကိုလည်းတင်ထားပေးပါသေးတယ်ဆောင်ဝင်ဖြစ်လောအပ်ပေးခြင်းတဲ့သူတွေလည်းလာရောက်ကူညီနိုင်တယ်လို့ဆိုင်းစီတုံခန်းကဖိတ်ခေါ်ထားပါ။စိတ်ထားလဲကောင်းတယ်လို့ပြည်သက်တွေလိုအပ်တဲ့အချိန်တိုင်းမှာအမြဲတမ်းကူညီပေးနေတဲ့ဆိုင်းစီ တွမ်ခန်းကတော့မင်္ဂလိပရိသတ်တွေကအရန်ကိုသဘောကျနေကြပါတယ်။ဆိုင်းစီတွမ်ခန်းဟာငလျင်ကြောင့်တရားရသူတွေနာမကျန်းဖြစ်နေတဲ့တိလရှင်ဆရာလေးတွေကိုခုထပေးနေပေမဲ့လည်းတချို့မင်္ဂလိတွေကတော့ချက်ချင်းနေမကောင်းဖြစ်သွားခြင်းကြတာပါ။ ဆိုင်စီတွမ်ခန်းသာကုသပေးမယ်ဆိုရင်ယောဂရီတောင်တဝက်တတလောက်တယ်ဆိုပြီးတော့အားပေးမှုတွေကိုရရှိနေပါတယ်။ဆိုင်စီတွမ်ခန်းကငလျင်ဘေးတဲ့ဒေသတွေမှာစိတ်ကုသပေးအောင်သာမကလိုအပ်တဲ့ကုညီမှုတွေကိုလည်းပေးနေပြီးလှူဒန်းနေပါတယ်။တသည့်ပညာမနေသားဆိုတဲ့အတိုင်းတကယ်လိုအပ်တဲ့ချိန်မှာတော့ဆိုင်စီတွမ်ခန်းကသူ့ပညာတွေကိုထုတ်သုံးနိုင်တဲ့သူပေါ့။ဆရာဝန်ဘွဲကမြန်မာနိုင်ငံမှာအမြင့်ဆုံးဖြစ်သတ်မှတ်ထားကြပြီးဒီဘွဲကိုရပြီးမှဆရာဝန်ဆက်မလုပ်ဖြစ်လို့သူ့ကိုနှမြောကြပါတယ်။ ဒါပေမဲ့တကယ်လိုအပ်လာတဲ့အချိန်မှာတော့စိုက်စေတွမ်ခန့်ကကုသပေးနိုင်တဲ့ရည်ချင်းရှိတဲ့သူပေါင်းကိုရိုင်းကဆရာဝန်လည်းဖြစ်တယ်လို့ပညာရေးမှလည်းထွတ်ချွန်ပြီးနမဲကြီးမင်းသားဖြစ်နေတဲ့စိုက်စေတွမ်ခန့်ကမိဘနောက်ခံအတိုင်းဝိုင်းကလည်းကြီးမားပါတယ်ကိုကိုကိုနှိမ့်ချပြီးတော့ပြောဆိုတတ်တဲ့ပြင်စိတ်ထားနုညံ့လို့စိုက်စေတွမ်ခန့်ကအခြားသောမင်းသားတွေနဲ့မတူပဲအရွယ်သုံးပါးမျိုးသမီးတွေရဲ့ချစ်ခင်မှုကိုရရှိနေတဲ့သူပေါင်း တရားဝင်ဖြစ်အသက်မူဝမ်းကြောင့်မပြုတ်ပေမဲ့လည်းငလျင်ဘေးသင့်ပြည်သူတွေကိုမချိရတာကြောင့်ကိုရိုင်းစေကုသပေးနေတဲ့ဆိုင်းစေတုံခန်းကုံရေသကြီးရောသဘောကျရင်လားဆိုတော့ခမမဖျက်ဖျက်ခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ထပ် celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလုပ်ခဲ့ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ